မိုးကြည့်မိတရိပ်ပေးချက်မင်္ဂလာပါအော်ဒီယိုဝိုင်းစောင်းနိုင်မှကြိုဆိုပါတယ်ယခုခါမှာတော့မိုးလေဝသမြန်မာရန်ကုန်ဌာနဝဲပိတ်ကနေတင်ထားတဲ့မိုးကြည့်မိတရိပ်ပေးချက်ဆိုတဲ့အကြောင်းကိုဖတ်ပြပေးမှာဖြစ်ပါတယ်နားဆင်ကြည့်ပါဦးခင်ဗျာမိုးကြည့်မိတရိပ်ပေးချက်1389ခုကစုံလားပြကျော်9ရက်2025ခုနှစ်မေလ16ရက်ယနေ့မြန်မာစံတော်ချိန်ညနေ6:30မိနစ်ချိန် နောက်ဆုံးရရှိသည့်အချက်အလက်များအရဘင်္ဂလားပင်လယ်အတွင်းဖြစ်ပေါ်လျက်ရှိသည့်လေဖိအားနည်းရပ်ဝန်း၏အခြေအနေလွှင့်ဆင်လာသည့်အားကောင်းသော အပူပြန်တက်တိမ်တိုက်များကြောင့်လကောင်းအနောက်တောင်မုတ်တုံလေဝင်ရောက်လာမှုကြောင့်လကောင်းယနေ့မှစ၍22ရက်5လ2025ရက်နေ့တွင်မကွေးတိုင်းဒေသကြီးတွင်နေရာကျကျမန္တလေးတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးနှင့်ကယားပြည်နယ်တို့တွင် နေရာဆက်ဆက် ကျန်တိုင်းနယ်ပြည်နယ်တို့တွင်နေရအနှံ့ပြား22ရက်5လ2025ရက်နေ့မှ29ရက်5လ2025ရက်နေ့တွင်တိုင်းနယ်ပြည်နယ်အလုံးတွင်နေရဆိတ်ဆိတ်မှနေရအနှံ့ပြားမိုးထစ်ချုံရွာပြီးနေရကွက်၍မိုးကြီးခြင်းလက်စည်းလက်ချင်းမိုးချင်းချင်းမိုးကြိုးပစ်ခြင်းမိုးသီးကျွေခြင်းနှင့်မိုးတက်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်ပြီး မိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေသည် တနအီလင်း မိုင်40မှ45မိုင်အထိတိုက်ခတ်နိုင်သည်ဟုခန့်မှန်းရပါတယ်။သို့ဖြစ်ပါ၍ယနေ့မှစ၍29ရက်5လ2025ရက်နေ့တွင်မိုးရွာသွန်းခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့်ရေကြီးခြင်းရေပြိုခြင်းနှင့်လေပြင်းတိုက်ခတ်ခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့်အဆောက်များတစ်ပင်တစ်ကိုင်းများဖိုင်ဘာလိုင်းနှင့်လက်စစ်တအားလိုင်းများပျော့ကျဆိုင်နေခြင်းစသောတဘဝဘေးအန္တရာယ်တို့ဖြစ်ပေါ်နိုင်သည့်အတွက် ကောင်းမြင့်ဒေတာများနေတွင်နေထိုင်ကြသူများနေဖြင့်မိုးကြောပြစ်ခြင်းနှင့်မြေပြိုမှုအန္တရာယ်ကို၎င်းမြမကံရိုလန်တခြားမြင့်ငယ်ချောင်းငယ်များအနေနဲ့မြေနေမိုင်းတွင် နေထိုင်ကြသူများနေဖြင့်လေပြင်းအန္တရာယ်နှင့်လျှက်တစ်ပြက်ရေကြီးရေချမ်းမှု အန္တရာယ်တို့ကို၎င်းကြိုတင်သတိပြုနိုင်ပါရန်နှင့်ဆိုင်ပြုံးမွေးမြူတောင်သူများပါဝင်ပြည်ရင်းလေချောင်းပြန်တန်းရေးပြည်ရင်းရေချောင်းသွားလာရေးမြမခံရတဲ့တချောင်းနဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိကန်ဒီကန်ဝေးငါးဖမ်းရရင်များဆက်လီများတင်မောများနေဖြစ်လေကြိုတင်သတိပြုနိုင်ပါရန်သတိပေးနှိုးတော်တင်ပြပါသည်လေဖီယာနဲ့ရဝန်အချင်းတွေသတိပေးချက်ဒီနေ့မြန်မာစံတော်ချိန်7:30မိနစ်အချိန်တိုင်းထွာချက်များအရကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းကပ်ပလီကျောင်းဤတွင်ဖြစ်ပေါ်နေသော လေဖီယာနဲ့ရဝန်သည်အနောက်ဘက်သို့ရွှေ့လျားခဲ့ရာဘင်္ဂလားပင်လယ်အောက်အရှေ့လယ်ပိုင်း ကပ္ပလီကျောင်းအနီးသို့ရောက်ရှိခဲ့ပါသည်ခမ်းမန်းချက်အစောပိုင်းလေပြားနှင့်ရံဝန်သည်အနောက်မြောက်ဘက်သို့ရွေလျားနိုင်ကဘင်္ဂလားပင်လယ်အောက်အရှေ့လယ်ပိုင်းတွင် လာမည့်48နာရီတွင်အားကောင်းသောလေပြားနှင့်ရံဝန်ဖြစ်သောပုံမှုအားကောင်းလာနိုင်သည်ဟုခမ်းမန်းရပါသည်မြမပင်လယ်ပြင်ပေါ်အကျိုးတက်ရောက်နိုင်မှုအစောပိုင်းလေပြားနှင့်ရံဝန်၏အချိန်ကြောင့်ယနေ့မှစ၍16ရက်5လ2025ရနှစ်တွင် မြန်မာကန်ယော်ဒန်တခြားနဲ့ကမ်းလွန်ပင်လယ်ပြင်တို့တွင်၎င်းဂျပန်ရကားမောတက်လေပြင်များကြားရောက်ပြီးလိုင်းအတင်းတင်းမှ လိုင်းကြီးနိုင်ပါတယ်မောတက်လေပြင်ကြစဉ်ရေပြင်ရေပြင်လေသည်တနာရီလင်းမိုင်40မှ45မိုင်အထိတိုက်ခတ်နိုင်ပြီးလိုင်းအမြင့်မှာမြန်မာကန်ယော်ဒန်တခြားနဲ့ကမ်းလွန်ပင်လယ်ပြင်တို့တွင်9ဘေမှ12ဘေခန့်ရှိနိုင်ပါသည်မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်နိုင်မှုအစိုးရလေပြင်းနဲ့ရပ်ဝန်း၏အခြေအနေကြောင့် ယနေ့မှစ၍26ရက်5လ2025ရက်နေ့တွင် နေပြည်တော်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးအကွေးတိုင်းဒေသကြီးအကိုးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ချမ်းပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်နေရာဆိတ်ဆိတ်မှနေရာအနှံပြားမိုးထစ်ချုံရွာသွန်းနိုင်ကနေရာခွက်ရိပ်မိုးကြီးခြင်း ဒေတာလိုက်မိုးကြည့်ခြင်း၊ပြက်စည်းလက်ခြင်း၊မိုးချင်းခြင်း၊မိုးသီးကျွေခြင်း၊မိုးကြောပစ်ခြင်းနဲ့မိုးတက်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်ပါသည်။ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ။ထူးခြားမိုးလေဝသတရင်များအချိန်နဲ့တပြေးညီသိရှိနိုင်ရန်မိုးလေဝသမြန်မာရန်ကုန်ဌာနဝက်ပိတ်အား follow ပြုလုပ်ထားနိုင်ပါသည်။ဒေါက်တာဆိုင်ကွန်အာကာစီမံညွှန်ကြားရေးမှူးမြန်မာနိုင်ငံကိုယ်စားပြုဌာနမိုးလေဝသမြန်မာ